ဒီနေ့ကတော့ Microsoft Word ထဲမှာရိုက်ထားတဲ့စာကို Page Maker ထဲမှာခေါ်ထည့်ခြင်းနဲ့နော်အဲ့တော့ဒါလေးကအခု Page Maker ဖွင့်ထားတယ်ပုံမှန်ဆိုရင် Page Maker လေးကိုစာခေါ်ထည့်ခြင်းရင် file လေးက place နဲ့စာခေါ်ထည့်ပေးရမယ်ပြီးရင်တော့ဒီဘက်မှာ desktop မှာသိမ်းထားတဲ့ file တွေက Microsoft Word file define ကိုလိုက်ရှာရမယ်နော်အဲ့တော့ Microsoft Word file ကပုံမှန်ဆိုရင်တော့သိမ်းတာဒီ extension .docx ရနေတယ်ဒီနဲ့သိမ်းတယ် အဲ့တော့အခုဒီထဲမှာ e3 လုံး file e3.docx ဆိုတဲ့ microsoft of file ကိုဖွင့်မယ်ဒါကြောင့် file ကိုရွေးတယ် open နဲ့သွားမယ်ဒါဆိုရင် microsoft မှာ .docx နဲ့တင်လိုက်တဲ့ file ဒီ page မှာတည်းကခေါ်ထည့်လို့မရဘူးတနည်းမျိုးလေးကြားတယ်သူကတင်လိုက်တာဒီ .docx နဲ့တင်လိုက်လို့အဲ့တော့ .docx နဲ့တင်ပြီးတော့ခေါ်ထည့်တဲ့ file ဆိုရင် page မှာတည်းကိုလာပြီးခေါ်ထည့်လို့မရဘူးအဲ့တော့ microsoft မှာဘာလေးနဲ့တင်ရမလဲဒါလေးကိုပြောပြချင်တာန ီကတော့ Microsoft Word နဲ့ PageMaker နဲ့နှစ်ခုချိန်နေပေါ့နော်အဲ့လိုချိန်တဲ့အခါမှာဒီမှာ Microsoft Word ထဲက file လေးရှိမယ်ဆိုတော့အဲ့ဒီ၃လုံး file လေးကိုပြန်ဖွင့်လိုက်မယ် open အဲ့တော့အဲ့ဒီ၃လုံး file အဲ့တော့အဲ့ဒီ၃လုံး file ဒီဒီနားလေးမှာကြည့်လိုက် extension က .docx ပဲနာမည်လေးနဲ့ဝင်နေတယ်ဒါဆိုအဲ့ဒီ .docx ဆိုတဲ့ဝင်နေတဲ့ extension နဲ့မှုလို့သူက page maker ကိုခေါ်ထည့်လို့မရတာအဲ့တော့ name ပြောင်းသိမ့်မယ် file name က save as နဲ့ name လေးပြောင်းသိမ့် ပြီးရင် browse မှာနှိပ်ပြီးသွားရင်ဒီအောက်က save as type မှာ ပုံမှန်သိမ်းနေကြ word document .docx နဲ့မဟုတ်ဘဲနဲ့ extension တွေပြောင်းသိမ်းရမယ် down arrow မှာနှိပ်ပြီးရင်ရှင်းမှာ pdf သိမ်းခြင်းတော့ pdf .pdf နဲ့သိမ်းရတယ်အခု page maker လေးကိုခေါ်ထည့်ခြင်းတာဖြစ်တယ်လို့သိမ်းရမယ် extension က rich text format ဆိုရယ် rtf ဆိုရယ် extension လေးနဲ့သိမ်းပြရမယ်ဒါဆိုရင် a3 လုံး .rtf ဆိုတာဒီဝင်သွားလိမ့်မယ်နော် တော့ e3.rtf ကို desktop ပေါ့ဒါဆိုရင်အခုသိမ်းမှာ desktop လမ်းကြောင်းရွေးထားတယ် desktop ပေါ်မှာ folder အစ်စောင်းမယ် new folder ဒါဆိုဒီမှာ folder နာမည်လေးဝင်လာပြီအဲ့တော့သူ့ကိုနာမည်လေးပေးမယ်နောက်ထပ် pm ဆိုတဲ့နာမည်လေးပေးလိုက်မယ် enter ခနောက်ထပ် enter ထပ်ခမယ်ဒါဆို pm folder လေးရောက်သွားပြီနော် a3.rtf ဆိုတဲ့နာမည်လေးနဲ့ extension ပြောင်းသိမ်းလိုက်တာလို့ပြောချင်တာ save နဲ့ပါ ။ဆိုရင်ထိတ်ဆုံးအောင်သွားကြည့်လိုက် a3.rtf ဆိုတဲ့ extension နဲ့ဝင်သွားတယ်။အဓိကတော့ page maker တွေကိုခေါ်ထည့်ခြင်းနဲ့ဆို extension ပြောင်းသိမ်းပြီးမှရမယ် .doc နဲ့သိမ်းလို့မရဘူးနော်။အဲဆိုတော့ဒီ Microsoft Word လေးကိုပိတ်လိုက်တော့မယ်။အဲ့တော့ page maker file အောက်မှာပြင်ထားပြီးသားရှိတယ်။ page maker တွေကိုခေါ်ထည့်တော့မယ်။ file name က please ခေါ်ထည့်ရလုံငန်း place နဲ့ပဲသွားတယ်။ပြီးရင် desktop ပေါ်မှာဆိုဆိုက folder စောက်ခဲ့တာလေးရှိတယ်။ pn folder လေးကိုလိုက်ရှာမယ်။ တော့မတွေ့ရင်တခုမှ click နှိပ်ပြီးတော့ B လို့ရိုက်ထည့်လိုက်ဒါဆို PN folder လေးဝင်လာပြီ double click အဲ့တော့ကိုသိမ်းခဲ့တဲ့ file name လေးဝင်လာပြီ a3.rtf ဒါလေးကို open နေသွားအဲဒါဆိုရင်ဒီမှာ name လေးဝင်တယ်ဒီ name လေးထဲမှာသူကဘာနဲ့ဖွင့်ပါလဲ TFF နဲ့ဖွင့်မယ် TIFF နဲ့ဖွင့်မယ်ဆိုရင် TIFF ကိုယူ OK နောက်ထပ် click နှိပ် ုကေဒါဆိုရင်လည်းဆိုဆိုက rich test format နဲ့သိမ်းခဲ့တာမှန်ပေမဲ့ဒီမှာခေါ်ထည့်လို့မရဘူး TIFF နဲ့သိမ်းမှာခေါ်ထည့်လို့ရတော့မယ်နော်အဲ့တော့ cancel နဲ့သွားမယ်နောက်ထပ် Microsoft Word ထဲကိုပြန်ဝင်မယ် extension ပြောင်းသိမ်းပြရမယ်ပို့အဲ့တော့ P3 လုံးကို PM folder လေးတွေကိုပြန်သွားမယ်နော်ဒီမှာ double click နဲ့အဲ့တော့ PM folder ထဲမှာ A3 လုံး .rtf ကိုထပ်ဖွင့်မယ် double click ပြန်